မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမြို့အဝင်းမှာအကြမ်းဖက်စစ်တပ်ရဲ့တင်းနှန်းစင်းများနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ရင်တန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်က18ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်လ9ရက်နေ့မနက်10:55မိနစ်ခန့်မှာမုံရွာမြို့ကနေစတင်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်တင်းနှန်းစင်းများနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့မှန်လုံကား၂စီးအန်စာရုံးကား၃စီးနဲ့တပ်များကကား၃စီးလိုက်ပါလာတဲ့ရင်တန်းကိုတော်လိုင်းရဲဘော်များကမြင်းမှုမြို့အဝင်းတိုးဂိတ်အနီးမှာလက်နက်ငယ်များ များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တင်းနှန်းစစ်တပ်သားများတင်းဆောင်လာတဲ့မှန်လုံကားဟာလမ်းဘေးမှာတိမ်းမောက်သွားပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က၁၈ဦးသေဆုံးပြီးဒဏ်ရာရရှိသူများလည်းအများအပြားရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပြစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များမစိုးရိမ်ရဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့သိရပါတယ်။မြင်းမှုမျိုးကိုမြင်းမှုသားတွေရှိနေသမျှတမိုင်းအရန်ခံမှာမဟုတ်ဘူးအဆုံးထိတော်လန်သွားမယ်လို့မိုးညို Revolution Force MNRF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထား ားပါတယ်။၎င်းတိုက်ခိုက်မှုကို Dot Killers People's Defense Force မြင်းမှု DKPDF MMU မိုးညို Revolution Force MNRF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရောမကွေးတိုင်း6မြို့နယ်စားလေရွာပြူစောတိစခန်းကိုဝင်ရောက်တိုက်ခတ်ရာပြူစောတိနှောက်ဦးတေဆုံးပြီးတော့ကာပိုင်တနက်နှစ်လက်ကားနဲ့ဆိုင်ကယ်တို့အပါအဝင်ဆက်ဆက်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ10ရက်နေ့မွန်လွယ်ပိုင်း2နာရီ15မိနစ်အချိန်ကမှ6မြို့နယ်စားလေရွာပြူစောတိစခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့ပြူစောတိနှောက်ဦးလဲကြသေးဆုံးကဂျန်နဲ့ပြူစောတိတွေဟာဆက်လေများနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်ပြူရွာလုံးလုံးတော့မဖြစ်သေးဘူးအရင်ကတည်းကစစ်တပ်ထောက်ခံတဲ့ရွာပါရွာထိပ်မှာတော့ဘန်ဂါရီဂိတ်တွေစောက်ပြီးတော့ညဘက်ဆိုရင်တော့တောက်စားမူးယူပြီးတော့ကင်းဆောင်တာတွေရှိတယ်နေကင်းဘက်ဆိုရင်တော့မရှိဘူးပြူစောတိခေါင်းဆောင်အောင်မျိုးမင်းအဲ့ဒီရွာကိုရောက်နေတဲ့ကြားလို့ဝင်တိုက်ကြတာ ပြူစောတိခေါင်းဆောင်အောင်မျိုးမင်းရှိတဲ့အိမ်ကိုဝင်စည်းတာနှစ်ဦးကတော့နေရာမှာနေလဲကြပြီးတော့တေသွားတယ်။ကျန်တဲ့ပြူစောတိတွေကတော့ထွက်ပြေးကြတာ ဆက်လေတွေနဲ့လည်းပြေးတယ်လို့အော်အော်ယူတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အခုလိုမျိုးဝင်းရောက်စီးနေတိုက်ခိုက်မှုအတွဲမှာကာပိုင်အမျိုးအစားတနက်နှစ်လက် Honda Civic အမျိုးအစားကားတစ်စီးစိုင်းကယ်နှစ်စီးကာပိုင်ကြီးအတောက်120ကာပိုင်ကြီးပေါက်3ခုကပါစထုတ်စနစ်ကြီးအမျိုးအစား14တောက် AK ကြီးပေါက်2ခု7.62အတောက်40တို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမကွေးခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ 6မြို့နယ်ပတ်ကပါ6 Guerrilla Force CGF အလာဝကမြို့ပြပျောက် जा တပ်ဖွဲ့6 Revolution Army OOUG ပကံဘိုချို Burma Ranger Revolution YRF တရင်စက်နဲ့မင်းသားကြီးတပ်ဖွဲ့ရင်းနသား U Force နဲ့ Chao Brown Special Defense Force မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကလေတီတော်မှာရှိတဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးကဘုံမှုချုပ်တတ်ထုံးဦးကိုကံယိုရန်တိုင်းစစ်ဌာနချုပ်မှာစစ်စင်ရေးများကိုလက်ရှိတိုင်းမှုဘုံမှုချုပ်ပြေဆောင်လင်းနဲ့ပူးတွဲပြီးတော့လှုပ်ဆောင်ရန်အထူးစေလွတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတိုင်းမှုများသူ့ကိုပြန်ပြီးတော့ပုံကံမှာကိုစိုးရိမ်ကြောက်လန့်နေပြီးတော့၎င်းယုံကြည်စိတ်ချရတဲ့လေတီတော်ကစစ်အရာရှိများကိုတိုင်းစစ်ဌာနချုပ်များထံကိုစေလွတ်ပြီးတော့ကုတ်ကဲခိုင်းနေတယ်လို့သိရပါတယ်ရခင်ကကံယိုရန်တိုင်းစစ်ဌာနချုပ်တိုင်းမှုကိုမဖြုတ်ဝဲနဲ့မင်းအောင် ိုင်က၎င်းရဲ့လူယုံဗိုလ်မှူးချုပ်တပ်ထုံးဦးရဲ့လက်ထဲကိုတိုက်စစ်ဌာနချုပ်မှာရှိတဲ့အရေးပေါ်စစ်စင်ရေးဆိုင်ရာစီမံချက်များကိုဝါကွက်အပ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိတိုင်းမူဗိုလ်ချုပ်ပြည်စုံလင်းကိုစစ်မတိုက်တတ်တဲ့အနေအထားမျိုးလှုပ်ဆောင်တဲ့ပုံစံဖြစ်တယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောကြားထားပါဗျ။ကန်ယိုရန်တိုင်းမှာမွန်တဝက်နဲ့တနင်္သာရီတိုင်းဒတိုင်းလုံးမှာတော့ဒီတပ်ထုံးဦးကိုမိုက်မိုက်ရိုင်းရိုင်းလှုပ်ဖို့အတွက်အမိန့်တွေပေးလိုက်ပြီလို့ကျွန်တော်တို့ပြောချင်ပါတယ်။ တိုင်းစစ်ဌာနချုပ်မှာရှိတဲ့အရေးပေါ်စစ်စင်ရေးဆိုင်ရာစီမံချက်တွေကိုဒီဘုံမှုချုပ်တတ်ထုံးဦးကိုလုံးဝဝက်ကွက်အပ်လိုက်တယ်လို့ပြောလို့ရတယ်ပြောရမယ်ဆိုရင်တော့အရင်တိုင်းမှုငုတ်သွားတဲ့အနေအထားပေါ့အခြေအနေမကောင်းဘူးလို့ CDM ဘူကြီးဇင်ရော်ကပြောကြားထားပါတယ်ဘုံမှုချုပ်တတ်ထုံးဦးဟာမင်းအောင်လှိုင်ရဲ့လက်ကင်ဒုတ်အဖွဲ့ဝင်များတွေကတအုပ်ဖြစ်ပြီးတော့မင်းအောင်လှိုင်ရဲ့ပြောသမျှလုံးဝအနေအထားမျိုးဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်တိုင်းမှုကိုကြော်ပြီးတော့ထပ်ပြီးဆေလွတ်ချင်းဖြစ်ကြောင်းတတ်တွင်းသတင်းရင်းမြစ်များထံကနေပြီးတော့သိရှိရပါတယ်တိုင်းမှုကလည်းမအားလှိုင်ရဲ့လူယုံ အခုသူလွတ်ထားတဲ့သူကလည်းအထက်ကိုတင်စရာမလိုဘူးဆိုတော့ဒုစစ်ခေါင်းဆောင်စိုးဝင်းအထီကိုအန်ဒါမိုင်းလုပ်တဲ့သဘောရှိတယ်လို့တခြားတပ်တွင်းသတင်းရင်းမြစ်တစ်ခုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးဒေသမြင်းကြံခရိုင်တောင်တာမြို့နယ်ဝဲလောင်ရွာအနီးလျှက်စစ်ဓာအားခွဲယုံစောင့်တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းငယ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဩဂတ်စ10ရက်နေ့မနက်9နာရီခွဲကမှဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီးတနက်3လက်နဲ့ခဲရန်တွေကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်တာမြို့နယ်ကြောက်ပတောင်းမြို့လမ်းမိုင်းနေမှာနယ်မြေစိုးမိုးဖို့အထိုင်ချတပ်ဆွဲထားတဲ့စခန်းငယ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီးဘန်ဂါတွေကိုမိရှုဖျက်ဆီးခဲ့ပြီးတဲ့နောက်စခန်းကိုစွန့်ခွာထွက်ပြေးသွား တယ်လို့ဆိုပါတယ် G2 တက်လက် M1 ကာဘိုင်တက်လက် point 22တက်လက်ကာဘိုင် G 80တောင်း G3 G 329တောင်းအီနာကာဘုံဒီနှလုံး point 22 G တက်တော့ဖုန်းနှလုံးစိုက်ကဲနှစ်စီးလက်ပြဘုံနှလုံး icon စကားပြောဆက်တလုံးတို့ကိုတိတ်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတောင်သာမြို့နယ်ပကဖပလာဖမြင်းကြံခရိုင်တိုင်ရင်ကိုနေပြည်တော်တိုင်ရင်၈၁တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ်မောင်တော်မြို့မှာပိတ်မိနေတဲ့အရသာပြည်သူ12000ကျော်ကိုတိုက်ပွဲများဖြစ်ပွားနေတဲ့ကြားကနေပြီးတော့အရခတ်တပ်တော် AA ကအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်လ9ရက်နေ့ကနေ9ရက်နေ့အထိ3ရက်တာအတွင်းမှာကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ဩဂတ်လ9ရက်နေ့ကမောင်တော်မြို့နယ်ပန်းတော်ပြင်ရွာကညင်တန်းရွာညောင်ချောင်းရွာနဲ့မောင်တော်မြို့မြောက်ဘက်ချမ်းမှာရှိတဲ့ရခိုင်ဟိန္ဒူမွတ်စလင်လူမျိုးပေါင်းစုံပါဝင်တဲ့အရသာပြည်သူ9000 ောင်ကျော်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါရတယ် ။တလားတူပဲဩဂတ်စ်လ၈ရက်နေ့မှာတော့မောင်တော်မြို့၊ကညင်တန်း၊ဘုံမူးရွာ၊ဖေစီရွာ၊အီတလီယာရွာ၊ဟာဘီရွာ၊ရွှေစား၊ဇေဒီပြင်းရွာ၊ကပ်ပကောင်းရွာ၊မောင်တော်မြို့ရက်ကွက်၁ရက်ကွက်၂နဲ့ရက်ကွက်၅တို့မှာရှိတဲ့မွတ်စလင်ပြည်သူ1500ကျော်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဩဂတ်စ်လ9ရက်နေ့ကလည်းမောင်တော်မြို့လာတာရက်ကွက်မှာရှိတဲ့အရတားပြည်သူ4000ကျော်ကိုကယ်ထုတ်ခဲ့တယ်လို့အေအေရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်မောင်တော်မြို့ထဲမှာစစ်ကောင်စီရဲ့လူသားတိုင်းကအဖြစ်နဲ့ခေါ်ယူထားတဲ့ပြည်သူလူထုနဲ့မောင်တော်မြို့အတွင်းပြိမ့်မိနေကြ တဲ့ပြည်သူလူထုတွေကိုအရခတက်တော်ကအတုတ်လိုက်အတုတ်လိုက်ဘေးကင်းရာကိုရွှေပြောင်းကယ်တယ်မှုတွေဇက်တိုက်ပြုလုပ်လျက်ရှိတယ်လို့အေအေရဲ့ထုတ်ပြန်ချက်မှာပြောဆိုထားပါရယ်ကယ်ထုတ်ခံလာရတဲ့ဒေသခံမွတ်စလင်တအုပ်ကအေအေဘက်ကမျိုးတွေကိုဝင်လာနေကြပြီ တိုက်ပွဲဖြစ်လာရင်ကြားညက်သွားကြမှာဒါကြောင့်မျိုးကနေပြီးတော့ထွက်ပြေးလာကြတယ်အေအေဘက်ကရဲဘော်တွေကလည်းအကူအညီပေးကြပါတယ်လမ်းမလျှောက်နိုင်တဲ့လူအိုတွေနေထိုင်မကောင်းတဲ့သူတွေကိုစိုင်းကယ်တွေနဲ့လိုက်ပို့ကြတယ်မတည်ယူနိုင်တော့တဲ့အိတ်တွေကိုကူညီပြီးတော့တည်ပေးကြတယ်လို့ပြောဆိုထားပါတယ်အခုလိုမျိုးအေအေကကယ်ထုတ်လာရမှာလမ်းခုလက်အရောက်မှာစစ်ကောင်စီရဲ့နှောက်ရှက်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒေဆုံးသူတအူးစားနှစ်အူးစားလည်းရှိခဲ့တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတက်ဆက်ပေးရမယ်တရင်ကတော့စကန်တိုင်းမုံရွာမြို့နယ်မှာရှိတဲ့ကြေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ရာပြည်သူနာဦးတိုက်ဆုံပြီးတော့ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတက်ဆက်ပေးပါမယ်။ဩဂတ်လ17ရက်နေ့မနက်9:30နာရီမိနစ်30ခန့်မှာမုံရွာမြို့အဝင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မအူစစ်စေးဂိတ်ကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်မုံရွာအမြင့်လမ်းဘေးမှာရှိတဲ့လင်းပိုးရွာနဲ့လင်းပင်ဝရွာကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့ ပြည်သူ၉ဦးလက်နက်ကြီးကြီးစားထိမှန်ကပြည်သူ၅ဦးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးစားထိမှန်တိတ်ဆုံးသူ၅ဦးဟာထန်းလေးပင်ရွာမှာနေထိုင်တဲ့အသက်68နှစ်အရွယ်မဆောထင်းနဲ့အသက်45နှစ်အရွယ်ဒေါ်တူးတို့ဖြစ်တယ်လို့သိရပါဗျ။မုံရွာမြို့တောင်ဘက်နယ်မုံရွာအမြင့်လမ်းနယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်ကောင်စီကနေ့စဉ်လက်နက်ကြီးများနဲ့ပြစ်ခတ်နေပြီးတော့ပြည်သူအများအပြားထိခိုက်တိတ်ဆုံးမှုတွေရှိနေတယ်လို့သိရပါဗျ။အလားတူပဲဘကိုးတိုင်းမူးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ခလာရ83တပ်ရင်းကဩဂ တ်လ9ရက်နေ့ည7:00နာရီ10မိနစ်ခန့်မှာလက်နက်ကြီး3လုံးနဲ့ပစ်ခတ်ခဲ့ရာကြောက်ကြီးပေါက်ကြီးရွာကိုတလုံးကျက်ရောက်ပောက်ခွဲခဲ့ပြီးတော့နေအိမ်3လုံးထိခိုက်ပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပေါ်နေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ